မင်္ဂလာပါရှင် Fan White Channel ကနေ ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မျှဝေပေးလိုတဲ့အကြောင်းအရာကတော့ GAB နီးစနစ်နဲ့နောက်ကြောင်းပြန်စစ်ဆေးခြင်း၊ပြန်လည်တင်ဆီးခြင်းနဲ့စိုက်ပျိုးရေးဆိုင်ရာတင်နန်းများတက်ရောက်ခြင်းတို့ဖြစ်ပါတယ်။ဒီနဲ့စိုက်ပျိုးထုတ်လုပ်တဲ့နေရာကိုနောက်ကြောင်းပြန်စစ်ဆေးနိုင်မှုအတွက်ထုတ်ပိုးထားတဲ့ကုန်ပစ္စည်းတွေပေါ်မှာတိတာထင်ရှားတဲ့အမှတ်အသားနဲ့မှတ်ပုံတင်ပြုလုပ်ထားရပါမယ်။ ်ထောက်ကုံပစ္စည်းတစ်ခုချင်းစီရဲ့တင်ပို့တဲ့နေရာနဲ့ပေးပို့တဲ့ရက်စွဲတို့ကိုလည်းမှတ်တမ်းထားရှိရပါမယ်။ဒါမှသာပြဿနာတစုံတရာပေါ်ပေါက်ခဲ့မယ်ဆိုရင်ဘယ်အချိန်မှာဘာကြောင့်ဖြစ်ခဲ့ရလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့စိုက်ပျိုးရေးဆိုင်ရာသင်တန်းများတက်ရောက်ခြင်းအကြောင်းကိုပြောပြပေးသွားပါမယ် တီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင်ဆက်တလျှောက်လုပ်ငန်းနယ်ပယ်အလိုက်ကျွမ်းကျင်မှုနည်းပညာတွေတက်မြောက်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့်စိုက်ပျိုးရေးနဲ့အခြားဆက်ဆက်တင်နှံများကိုတက်ရောက်ထားရပါမယ်။တင်နှံများတက်ရောက်ထားခြင်းအပြင်လက်တွေ့လုပ်ငန်းတွင်မှကြုံတွေ့လာရတဲ့အခက်အခဲတွေကိုကိုယ်တိုင်အချိန်မီဖြေရှင်းနိုင်မှာဖြစ်ပါတယ်။